Living မြန်မာပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ September 26ရက်နေ့မှာတော့ American သမ္မတလောင်းတွေရဲ့ပထမဆုံးသောရုပ်မြင်သံကြားစကားဆက်ထူပွဲကြောင်းကိုဒီနေ့ Today's History ကနေပြီးတော့တင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။သမိုင်းမှာလှုပ်ရှားမှုအသစ်တစ်ခုကိုစတင်ခဲ့တဲ့ညလို့ဆိုနိုင်ပါတယ်။1969ခုနှစ် September 26ရက်နေ့ညတုန်းကပေါ့။ အဲ့ဒီညတော့မျက်နှာချင်းဆိုင် နိုင်ငံရေးစကားစစ်ထိုးပွဲကိုပြည်သူတွေအနေနဲ့ရုံမြင်တန်ကြားတွေရဲ့ဖန်သားပြင်ပေါ်တွေကနေတဆင့်ပထမဆုံးချိန်ကြီးရှိခွင့်ရခဲ့တဲ့တမိုင်းဝင်နေတနေပဲဖြစ်ပါတယ်1960ခုနှစ်မှာသမရလောင်းနှစ်ဦးကစကားရမှာသာ ပြန်ခဲ့ကြတာမဟုတ်ပင်ကင်မရာတွေရဲ့ရိုက်ကူးထုတ်လုပ်မှုကိုလည်းကြုံခဲ့ကြရတာပဲဖြစ်ပါတယ်အမေရိကန်သမရလောင်းများကြား ထမဆုံးသောရုပ်မြင်သံကြားစကားစစ်ထိုးပွဲကိုဒီမိုကရက်တစ်သမ္မတလောင်းဂျွန် F. ကနေဒီနဲ့ရီပပ်ဘလီကန်သမ္မတလောင်းရစ်ချတ်နစ်ဆန်တို့ကြား1960ခုနှစ်စက်တင်ဘာလ26ရက်နေ့တုန်းကကျင်းပပြုလုပ်ခဲ့ပါတယ်။ကြည်ရှုသူပေါင်းတန်း80ကျော်ရှိခဲ့ပါတယ်။ဆိုလိုတာကတော့ American လူဦးရေရဲ့ထက်ဝက်နီးပါးကြီးရှုခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီကာလာတော့က ဂျော်နက်ကန်နေဒီရောရစ်ချတ်နစ်ဆန်မှာနောက်ထပ်သမ္မတဖြစ်လာနိုင်သူတွေပဲဖြစ်ကြပါတယ်။ဒါကြောင့်မို့လို့လေပြည်သူတွေက ပိုပြီးတော့စိတ်ဝင်စားမှုမြင့်တက်နေကြတာလို့ဆိုနိုင်ပါတယ်။ရေဒီယိုနားဆင်သူတွေကနစ်ဆန်ကို အနိုင်ရသူလို့ထင်ကြပေမဲ့ရုပ်မြင်သံကြားပေါ်မှာတော့ကနေဒီရဲ့တည်ငြိမ်မှုနဲ့ယုံကြည်မှုရှိတဲ့မျိုးလုံးကြည်ချင်းတွေကပြည်သက်တွေရဲ့နှလုံးသားကိုရယူနိုင်ခဲ့ပါတယ်။ ။တပိတ်ပြီးတဲ့နောက်မှာတော့လူတို့အမြင်တွေက ပြောင်းလဲလာပါတော့တယ်။ကနေဒီရဲ့ရုပ်ပုံကအမေရိကန်အိမ်တွင်းတိုင်းမှာကျန်ရှိနေခဲ့ပါတယ်။သူပြောတဲ့အကြောင်းအရာသာမက သူပြောတဲ့အချိန်တုန်းကသူ့ရဲ့မျက်နှာမူအရာသူ့ရဲ့မျက်လုံးအကြည့်တွေကပုံမူတက်ရောက်မှုရှိနေခဲ့ပါတယ်။အဲ့ဒီကနေစလို့နောက်ပိုင်းမှာသမရာလောင်းစကားစစ်ထိုးပွဲတွေဟာရုံမြင့်တန်ကြားပေါ်မှာပြသဖို့မဖြစ်မနေ ဖြစ်လာခဲ့ပါတော့တယ်။တမိုင်းက1960ခုနှစ်စက်တင်ဘာလ26ရက်နေ့ကစခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးကရုပ်မြင်သံကြားရဲ့အလင်းရောင်အောက်ကိုဝင်ရောက်လာခဲ့တဲ့နေလေးတနေပဲဖြစ်လို့ပါ။ယနေ့ထိတိုင်းအဲ့ဒီညရဲ့အတန်တွေကရွေးကောက်ပွဲတိုင်းစကားစစ်ထိုးပွဲတိုင်းမျက်နှာပြင်တိုင်းမှာတိတ်တိတ်ဆိတ်ဆိတ်လွှမ်းမိုးထားစေပါ။ ဒါကြောင့်စက်တင်ဘာလ26ရက်နေ့ကတာမန်ရက်စွဲတစ်ခုမဟုတ်ပါဘူးနိုင်ငံရေးနေပေမှုတကားတစ်ချက်ကိုဖွင့်လှစ်ပေးခဲ့တဲ့နေဆွေးလေးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေနိုင်ငံရေးနေပေမှာအစ်စ်တစ်ခုနေနဲ့မွေးဖွားတဲ့နေလေးတစ်နေ့လို့လဲမှတ်ယူနိုင်ပါသေးတယ်။ဒါကတော့ တကယ်ကို သမိုင်းမှာထူးခြားတဲ့နေလေးတစ်နေ့ဖြစ်ပြီးတော့ယနေ့ထီတိုင်းသမရာလောင်းစကားစစ်ထိုးပွဲတွေဟာရုပ်မြင်သံကြားတွေရဲ့ဖန်သားပြင်တွေပေါ်မှာ နေရယူခဲ့တာဟာ အခုဆိုရင်တော့နှစ်ပေါင်းများစွာရှိနေပြီပဲဖြစ်ပါတော့လေရှင်။